အားလုံးကိုယေရှုနာမ၌နှုတ်ခွန်းဆက်တာပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေတို့ကိုဒီကနေ့အားပေးခြင်းနဲ့ရန်ကတော့ကျွန်တော်ရဲ့အသက်တာမှာ ဘီးကျက်နံကျက်ဖြစ်တဲ့ချိန်ကရှိတယ်။ရှေ့လဲတိုးလို့မရ၊နောက်လဲစုပ်လို့မရဆိုတဲ့ပြဿနာတွေအခက်ခဲတွေကြုံဘူးကြမှာဖြစ်တယ်လို့တချို့ကလည်းကြုံနေမှာဖြစ်တယ်။ဆိုတော့နှုတ်ကပတ်တော်မှာအဲ့ဒါနဲ့ပတ်သက်ပြီးဝေမျှထားတာရှိပါတယ်။ထောမဲမှာကြံခန်းကြီးဆက်လီအငယ်73မှာမောရှိကလည်းမစိုးရင်ကြနဲ့ငြိမ်ဝတ်စွာရက်နေကြ။ထာဝရဖျားဒီယနေ့ပြတော်မူသောကဲ့တင်ခြင်းကိုကြည့်ရှုကြလော့။တင်တို့ဒီယနေ့မြင်သောအေဂဒုလူတို့ကိုနောက်တစ်ပတ်အလင်းမမြင်ရကြလို့ပြောပါတယ်။အဖြစ်ပြက်ကတော့ဒီလိုပါ။ တရက်မှာအစ်တရလူမျိုးတွေကိုဖယားကကြုံခံနေတဲ့တိုင်းပြည်အေဂဒုတ်ကနေခေါ်ထုတ်လာခဲ့ပါတယ်အဲ့လိုခေါ်ထုတ်နေရင်ねသူတို့တွေအလောတကြီးနဲ့ဖယားရဲ့လမ်းပြမှုနဲ့ထွက်လာခဲ့ပြီမြဲအရှိမလမ်းရဲ့အလေတစ်ခုအရောက်မှာ ဘာဖြစ်လာစဉ်ပင်လယ်နီတို့ရဲ့ရှေ့မှာပိတ်ဆို့တော်ကိုတို့တော့တွေ့ပါတယ်။အဲ့ဒီပင်လယ်နီကိုဖြတ်လို့မရပါဘူး။တရက်ထင်းနဲ့တရားထိုးလို့လည်းမရအောင်လေတွေစောက်ပြီးမှလူပေါင်းများစွာကူးဖို့ဆိုရင်မဖြစ်နိုင်တဲ့အချိန်လိုမျိုးကြက်တီးနေပါလေဆိုမှအနောက်ကနေဖာရောဘုရင်ရဲ့စစ်တပ်ကလည်းအဲ့ဒီလူမျိုးတွေကိုကျုံပြုတ်ဖို့ပြန်လာခေါ်ပါတယ်။နောက်တစ်ခုအသက်အန္တရာယ်ကို ပြုတ်ဖို့အတွက်မြင်းရထားတွေနဲ့လိုက်လာပါတယ်။ အဲ့ကတုလူမျိုးတွေဟာအင်မတန်ကိုကြမ်းတမ်းပြီးတော့မှအင်မတန်ကိုရက်ဆက်တဲ့အတွက်ကြောင့်သူတို့တွေကကြောက်လန့်နေကြတယ်အဲ့ဒီလန်ခူးလန့်မှာအော်ဟစ်နေကြပါတယ်မောရှိမဖြစ်လို့ငါတို့ကိုတော်ထဲမှာတေဖို့ခေါ်လာတာလဲ ငါတို့အဲကတော့မှကြုံခံနေရင်တော့အကောင်းမဲမဟုတ်ဘူးလားဆိုပြီးမှညီးသွားတဲ့အတန်တွေအပြစ်တင်တဲ့အတန်တွေနဲ့တချို့တွေကကြောက်လန့်ကြနေအော်ဟစ်ပြီးငိုယိုကြတာကိုတွေ့ရပါတယ်။စင်ကြင်အောင်မရမယ့်အရာကဘာလဲဆိုရင်မိတ်ဆွေနဲ့ကျွန်တော်ဟာအစ်တရလူမျိုးတွေကဲ့သို့ဂတိတော်နဲ့ဆိုင်တဲ့တာသမီတွေဖြစ်ပါတယ်။အစ်တရလူမျိုးတွေဟာဖခင်ရဲ့ဂတိတော်နဲ့ဆိုင်တဲ့တာသမီတွေဖြစ်ပေမဲ့ပြဿနာတစ်ခုခုအခက်အခဲတစ်ခုခုကြုံတဲ့အခါမှာသူတို့ရဲ့နှုတ်ကနေညှိသွားတယ်အပြစ်တင်တယ်နောက်တစ်ခုငိုကြွေးကြတယ် နော်အားကိုးရမယ်တလို့ငိုကြွေးကြတယ်မိတ်ဆွေကဖရာသားဖြစ်တယ်မိတ်ဆွေကအသက်ရှင်တဲ့ဖရာရဲ့တာသမီဖြစ်တယ်ဆိုအခက်ခဲကြုံတဲ့ခါမှာမငြီးသွားပါနဲ့နောက်တစ်ခုအခက်ခဲကြုံတဲ့ခါမှာအဖြစ်မတင်ပါနဲ့နောက်တစ်ခုမငိုကြွေးပါနဲ့နော်စောက်တီရမရအားကိုးရမယ်တလို့မလုပ်ပါနဲ့ဘာဖြစ်လို့လဲဆိုတင့်မှာအားကိုးရတဲ့ကောင်းခင်အဖာရှိတယ်ဆိုမမေ့စေချင်ဘူးအစ်တော်လူမျိုးတွေကအဲ့တိုင်းမဟုတ်ဘူးအ ်သင်နဲ့ညီးတွားတယ်ကဲ့ရဲ့တဲ့အခါမှာသူတို့ရဲ့အတ္တတာမှာဖရာတကယ်မနစ်သက်တာကိုကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီအချိန်မှာမောရှိကဘာပြောလဲဆိုရင်မစိုးရိမ်နဲ့လို့ပထမဆုံးပြောပါတယ်နော်အလူတွေကပြာရာခတ်ပြီးမဟိုးသွားတီးတွားလှုပ်နေချိန်မှာမောရှိကအားလုံးမစိုးရိမ်ကြနဲ့ညီဝတ်စွာနေကြဖရားတခင်ပြုတဲ့အမှုကိုမင်းတို့မကြခင်မှာမြင်ရလိမ့်မယ်ဆိုရင်မောရှိကအဲ့ဒီလူတွေကိုတိဆောက်ပေးပါတယ်စကလုံးရဲ့နှလုံးမှာမစိုးရိမ်နဲ့ညီဝတ်စွာနေကြ ကျွန်တော်တို့ရဲ့တက်တာမှလည်းဒီလိုပဲပြဿနာတွေဘလောက်ပဲခက်ခဲနေပါစေမစိုးရိမ်နဲ့ဆိုတဲ့စကားကျွန်တော်ပြောချင်ပါတယ်မစိုးရိမ်နဲ့ဆိုတဲ့စကားအင်မတန်ကိုအရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုရင်ဒီပြဿနာဖြစ်ပြီးဆိုတာနဲ့ဒီအခက်ခဲဖြစ်ပြီးဆိုတာနဲ့ကိုယ့်ရဲ့တက်တာမှဘာတွေကြုံရမလဲဆိုတော့ကျွန်တော်တို့ရဲ့အုံနောက်ကအလိုအလျောက်အော်တိုမက်တစ်နော်စပြီးတွေးခေါ်တက်တာဖြစ်တယ်ဟာဒီလိုမျိုးဖြစ်သွားပြီဒါဖြစ်ရင်တော့ဒီလိုဖြစ်လာမှာပဲဆိုရင်စင့်ကဲတွေးပြီးတော့မှကျွန်တော်တို့ရဲ့ တွေးပြီးမှအိတ်မပြောတော့တွေးပြီးမှစားမဝင်တော့တွေးပြီးမှကြောက်တဲ့အခါမှာကျွန်တော်ရဲ့အတ္တမှာတဖြည်းဖြည်းနဲ့အတ္တထဲမှာစိတ်ပြတ်တဲ့အတွေးတွေကိုလောင်းထဲတဲ့အခါကျတော့ပုံစံရဲ့လည်းစိတ်ပြတ်တဲ့လူပုံစံကြီးဖြစ်လာတယ်။အဲ့ဒီအခါမှာအာဒီလိုဖြစ်ရတာဟိုလူအတုံးမကြလို့ဒီလိုဖြစ်ရတာငါမိပါကြောက်မလို့ဆိုအပြစ်တင်တဲ့စကားတွေထွက်လာမယ်။အာတေးတာတေးလိုက်ချင်တော့တယ်ဆိုညီးသွားချင်တဲ့စကားတွေလည်းထွက်လာမှာဖြစ်တယ်လို့စောက်တီးရမရ ငြိမ်သက်ခြင်းမရှိဘဲနဲ့ confident ပျောက်ပြီးမှကြောက်လန့်တကြားနေရကိုဘုရားတခင်ကဒီနေ့နှုတ်ကပတ်တော်နဲ့ပေါ်ပြထားတာဖြစ်တယ်။အဲ့ဒီတကြောင်ပြောတာကျမ်းစာကမောရှိကဘာပြောဆိုမစိုးရိမ်နဲ့လို့ပြောတာ။မှန်တယ်အခြေအနေကစိုးရိမ်စရာအခြေအနေရှိနေလို့စိုးရိမ်တာမှန်ပေမဲ့ဘုရားတခင်ရဲ့နှုတ်ကပတ်တော်ဘာဆိုအဲ့ဒီလိုမျိုးစိုးရိမ်ရတဲ့အခြေအနေမှာတော့မစိုးရိမ်နဲ့လို့ပြောတာ။ ပြောချင်တဲ့အိပ်ပဲကငါတမင်းမမြင်ဘူးလားအဲ့ဒီပြဿနာရဲ့အလယ်မှာမင်းတယောက်တည်းမဟုတ်ဘူးငါလည်းမင်းနဲ့အတူရှိတယ်မောရှိကအဲ့တလူမျိုးတွေကိုမစိုးရင်လို့ပြောရခါမှာဟေးမင်းတို့မချောက်နဲ့လို့ပြောရခါမှာမင်းတို့တယောက်တည်းမဟုတ်ဘူးမင်းတို့ပဲမဟုတ်ဘူးဖျားတကင်ငါတို့နဲ့အတူပါတယ်ဆိုတော့မောရှိကအဲ့တလူလူမျိုးတွေကို remind လုပ်နေတတိပေးနေရဖြစ်တယ်ဒါပေမဲ့အဲ့တလူလူမျိုးတွေကနားမထောင်ကြအောင်ကြောက်လန့်ပြီးမှအပြစ်တင်တယ်ညီတော်အဲ့ဒီကမှာမောရှင်ကမစိုးရင်လည်းညင်ဝတ်စွာနေကြလို့ပြောတယ်။ English က Stanfan လို့ပြောတယ်။ ခိုင်ခိုင်မာမာဖယံရဲ့မျက်မှောက်တော်မှာရက်တီပါလို့ပြောတာ။ဘာဖြစ်လို့လဲဆိုရင်အဲ့လိုဘေးကျက်နံကျက်ဖြစ်တဲ့အချိန်အဲ့ဒီလိုခက်ခဲတဲ့အချိန်ကကျွန်တော်တို့ယုံကြည်သူတွေကလမ်းနှခွရဲ့ကြားမှာရောက်နေ။တလန်းကယုံကြည်ခြင်းနဲ့ဆက်သွားမလား။တလန်းကတန်တရားနဲ့နောက်ဆုံးမလား။တန်တရားနဲ့ပြည့်စည်ခြင်းခံမလား။ဒီနလန်းရဲ့ကြားမှာကျွန်တော်ရောက်နေဖြစ်တယ်။အဲ့ဒီအချိန်မှာမိတ်ဆွေကစိုးရိမ်စိတ်တွေများနေမယ်။ တင်နဲ့ညီးသွားတဲ့အတန်ကြီးများနေမယ်ဆိုရင်မိတ်ဆွေကဘယ်လမ်းကြောင်းဆရှောက်နေဆိုတန်တရားလမ်းကြောင်းကိုဆောက်ရှောက်တာတန်တရားလမ်းကြောင်းမိတ်ဆွေဆရှောက်တယ်နဲ့တပြိုင်နက်တည်းဖယားရဲ့လက်တော်ကတစုံတစ်ခုမှမိတ်ဆွေအပေါ်မှာအလုလုလို့မရတော့ဆိုတော့ညီအောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့မီးပြတ်နေပါတယ်ဆိုမှမီးခလုတ်ဘလောက်ကြီးတန်ဖိုးကြီးတာဖွင့်ဖွင့် အဲ့ဒီမီးအိမ်ကမီးရလာမှာမဟုတ်ဘူးအဓိက power ဖြစ်တယ်မီးမရှိတဲ့အတွက်ကြောင့်လက်စစ်မလာတဲ့အတွက်ကြောင့်ပဲမီးခလုတ်ကမီးမလင်းနိုင်တာဖြစ်တယ်ဆိုလိုချင်တဲ့တဘောတရားကလည်းဒီလိုပဲကျွန်တော်တို့ရဲ့တတ်တာမှာဘလောက်ပဲဖျားသားဖြစ်ပါတယ်ပြောပါစေစိတ်ပြတ်တဲ့အနေပုံစံအပြစ်တင်ကြီးတွားပြီးမှအသက်ရှင်ပြီးမှတန်တရားလမ်းကြောင်းကိုရှောက်နေမယ်ဆိုရင် န်ရားကမိတ်ဆွေတက်တာမှာကောင်းချီးပေးလို့မရဘူး။ဘာဖြစ်လို့လဲဆိုမိတ်ဆွေတက်တာမှာမိခလုတ်ပဲရှိပြီးမိမလျက်စင်မရှိတဲ့ကဲ့သို့ပဲမိတ်ဆွေတက်တာခံချုံနေတဲ့အတွက်ကြောင့်ဖြစ်တယ်။ဒါကြောင့်တန်တရားနဲ့အသက်ရှင်နေတဲ့ညကာလဘလုံးဖန်ရားကအလုံးလုံးလို့မရဘူး။အဲ့တော့အစ်တလူမျိုးတွေကဘယ်လန်းကိုရှောက်ကြလဲဆိုတန်တရားနဲ့သွားတဲ့လမ်းကိုရှောက်သွားတဲ့အခါမှာဖယားသူတို့ရဲ့တက်တာမှာ နောက်ပိုင်းမှာအလုံးလုံးလို့မရတာနို့နဲ့ပြားရဲ့စီးရဲ့ပြေကိုခေါ်ဆောင်သွားလို့မရတာကိုကျွန်တော်တို့တွေ့ပါတယ် ကျွန်မိတ်ဆွေဒီနေ့ဘာပြဿနာပဲကြုံကြုံဘာနှခွားတော်ပြဿနာပဲကြုံကြုံလုံးဝဖခင်ကိုတန်တရားမရှိနဲ့ဘလောက်ပဲဖြည့်ရှင်ရခဲ့တဲ့ပြဿနာလို့ပဲပြောပါစေမိတ်ဆွေယုံကြည်ပါဖခင်ကိုငါဖခင်တတ်နိုင်တယ်အာမင် ငါပြန်လုံနိုင်တယ်ငါပြန်ငါ့ကိုဖြည့်ရှင်ပေးမယ်အချိန်မီပြင်ဆင်ပေးမယ်အချိန်မီပြင်ဆင်ပေးမယ်အချိန်မီပြင်ဆင်မယ်ကျွန်တော်ယုံကြည်တယ်စတဲ့နှုတ်ကပတ်တော်အပေါ်မှာပဲမိတ်ဆွေယက်တီပါဖခင်ရဲ့ဂတိတော်ပေါ်မှာပဲမိတ်ဆွေကယက်တီပါအဲ့ဒီမပြေရှင်းနိုင်မှုဆိုပြဿနာတွေမပြေရှင်းနိုင်မှုဆိုပြဿနာတွေအခက်အခဲတွေကြားထဲမှာမိတ်ဆွေကဖခင်ရဲ့နှုတ်ကပတ်တော်အပေါ်မှာယက်တီပြီးတော့မှအသက်ရှင်မယ်ဆိုမိတ်ဆွေရဲ့အသက်တာမှာယုံကြည်ခြင်းပေါ်မှာယက်တီတဲ့ပြတဲ့ကြောင့်ဖခင်ကလေသူ့အပေါ်မှာယုံကြည်ခြင်းနဲ့ယက်တီတဲ့တူတိုင်းကိုဘယ်တော့မှမဆ ွန့်ပြစ်တဲ့ဘုရားရှင်ဖြစ်တယ်။အကောင့်တွေရှောက်အောင်ပေါ်ပေးတာ။တို့တော့ကျွန်တော်တို့အဲ့ဒီကာလမှာနှုတ်ကပတ်တော်မှာမရက်တီပဲနဲ့တန်လျာစိတ်တွေစာရန်ရဲ့နော်လိန်လေလှည့်ထားတဲ့စကားတွေရှားထဲမှာကျွန်တော်တို့ကကြရှုံသွားတဲ့အခါမှာယုံကြည်ခြင်းနဲ့ကျွန်တော်ရှေ့ဆက်ပြီးမှမလျှောက်ချင်တော့ဖြစ်တယ် ။ဒါကြောင့်ကျွန်တော်ဘာကိုအားပေးချင်လဲဆိုရင်မိတ်ဆွေဖေးချက်နံချက်ဖြစ်တဲ့ချိန်မှာမိတ်ဆွေတက်တာမှာဘာဖြစ်လို့ဖခင်ရဲ့လက်တော်မရောက်လာတာလဲ။အဲ့ဒီခက်ခဲနေပါလေ၊ကြက်တီးနေပါလေဆိုတော့အဲ့ဒီ atmosphere လေထုယူဖခင်ဘာလို့မပယ်ရှားပေးတာလဲဆိုတော့မိတ်ဆွေကအဲ့ဒီအပေါ်မှာတန်တရားစိတ်နဲ့တွားနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။တန်တရားစိတ်နဲ့မိတ်ဆွေကရှောက်လန်းနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့မောရှိကဘာဖြစ်ဆိုရင်မစိုးရင်နဲ့ညင်ဝတ်စွာနေကြဆိုလိုချင်တာကဖခင်ရဲ့ဂတိတော်အပေါ်မှာယက်တီဖခင်ကိုကူးစားရင် မိတ်ဆင်မစိုးရင်တော့လူတွေကဖြည်းဖြည်းရှင်းလို့မရဘူးပြည်လည်းမမဟုတ်ဘူးလို့ပြောတဲ့အရာပေါ်မှာမိတ်ဆင်ကမစိုးရင်လည်းဘုရားတတ်နိုင်တယ်လို့ယုံကြည်ရင်ဘုရားတေချာဖို့လို့မှာမောရှိကဘာပြောစမ်းမစိုးရင်ညီဝတ်ဆောင်နေတဲ့ထာဝရဘုရားပြုမဲ့အမှုကိုစောင့်ကြည့်ပါလေမောရှိကနောက်ဆုံးဘုရားစကားကိုယုံပြီးမှတောင်ဝေးကိုပင်လယ်ကြီးရဲ့ရှေ့မှာလက်ဆက်တဲ့ခါမှာအဲ့ဒီမကွဲနိုင်ပါဘူးဆိုပင်လယ်ကြီး နော်လမ်းမဖြစ်နိုင်မို့ဆိုအဲ့ဒီပင်လယ်ကြီးကိုဘုရားတိကနှစ်ချမ်းခွဲပြီးမှလမ်းဖြစ်စေတယ်အဲ့ဒီလမ်းကလည်းအစ်တလူမျိုးများစွာရှောက်ကွဲပြီးတဖက်ကန်းကိုရောက်ရတဲ့အခွင့်ဘုရားရှင်ကပေးတယ် ဒါအပြင်တော့လဲဆိုရင် မောရှိကမစိုးရိမ်ပဲနဲ့ဖရားရဲ့ရှိမှာညီဝတ်စွာတနည်းပြောမယ်ဆိုရင်ဖရားရဲ့ဂတိတော်ပေါ်မှာယက်တည်တယ်ဖရားကိုအားကိုးတဲ့အခါမှာမပြေလည်နိုင်တော့ပါဘူးမပြိုကွဲနိုင်တော့ပါဘူးလမ်းမရှိပါဘူးဆိုအဲ့ဒီပင်လေကြီးကိုဖရားကနှချမ်းခွဲပြီးမှလမ်းဖြစ်စီတကယ်တော့ပဲဒီနေ့မစ်စီရဲ့အတ္တမှာလဲဖရားတစ်ခင်အပေါ်မှာဘလို့အချိန်မှာဖြစ်ဖြစ်ယုံကြည်မယ်ဘလောက်ကြီးရဲ့ပြဿနာခက်ခဲပဲရှိပါစေ ကိုးစားပြီးအသက်ရှင်မယ်ဆိုရင်အဲ့ဒီပင်လေကိုတော့နှစ်ချမ်းခွဲပြီးလမ်းပစ်စီတဲ့ဘုရားကမိစေပြတနာရဲ့အလယ်မှာလမ်းမဖြစ်နိုင်ကြအကြောင်းမရှိဘူး။ကောင်းကြီးမပေးကြအကြောင်းမရှိဘူး။မောရှိကူတော်ဘုရားကလမ်းပွင့်ပေးရဆိုရင်မိတ်ဆွေရဲ့အခက်အခဲမိတ်ဆွေရဲ့ပြဿနာမိတ်ဆွေရဲ့နာကျင်မှုတွေအကြားတွေကအရာအလုံးဘုရားကလမ်းပွင့်ပေးမှဖြစ်တယ် ိတ်ဆို့နေတာရှေ့တိုးလို့မရအောင်နောက်ဆုတ်လို့မရတဲ့အဲ့ဒီအခြေအနေအလုံးဖះဖယ်ရှားပြီးမှဖြစ်တယ်။အတိကအရေးကြီးတယ်ကဖះရဲ့ဂတိတော်ပေါ်မှာယက်တီပါ။ဖះရတဲ့ခင်ရဲ့အပေါ်မှာယုံကြည်ခြင်းအပြင်အသက်ရှင်ပါ။ဖះရတဲ့ခင်ရဲ့နှုတ်ကပတ်တော်မှာယက်တီပြီးမာနရဲ့ပရိယေစကားကိုစီးတာပြီးသွားမယ်ဆိုရင်မိတ်ဆွေမိတ်ဆွေကတေချာပေါ့။ မောရှိပြောတဲ့အတိုင်းမစိုးရိမ်နဲ့ညီဝတ်စွာနေပါလို့ပြောတယ်မိတ်ဆွေအသက်ရှင်မယ်စေတေချာဖို့မိတ်ဆွေဒီဘေးကျန်နံကျအခက်ခဲတွေရှေ့တိုးလို့မရနောက်ဆုံးလို့မရအခက်ခဲတွေကြားတဲ့ကနေလူမြောက်ရတဲ့ခုံဘုရားတခင်ပေးမှာဖြစ်ပါတယ်အားလုံးအပေါ်မှာဘုရားတခင် စကားပြောပါစေ